မောင်လာဥဖြူတွေကဒီလောက်ထိကိုမှဆေးဘက်ဝင်ပါရင်ကျမရဲ့အတွက်အလွန်ကောင်းမွန်ပြီးတော့တော်တော်များများတရီမထားမိကြတဲ့မောင်လာဥဖြူရဲ့ဆေးဘက်ဝင်ပုံတွေကိုဒီကနေ့မှကျွန်တော်ပြပြပေးပါမယ်မောင်လာဥဖြူကိုတရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေမှာတော့96ပါးဆေးလို့တင်စားခေါ်ဝေါ်ကြပြီးတော့ကြောက်ကဲကျမရဲ့အတွက်အလွန်ကောင်းမအစွမ်းထက်တယ်လို့ဆိုပါရင်ကြောက်ကဲရောင်တာကြောက်တယ်တာဒါမှမဟုတ်ကြောက်ကဲကြောင့်ခါနာကိုက်ခဲတာလုံးချီတာအော့အန်တာစတဲ့ဝေဒနာတွေခံစားနေရတဲ့သူတွေအတွက်မောင်လာဥဖြူကအားအသင့်စရာကောင်းလောက်အောင်ကောင်းကျိုးတွေပေးနိုင်ပါရင် ပထမအဆုံးအနေနဲ့မောင်လာဥဖြူတလုံးကိုတန့်စင်အောင်လုပ်ကိုစီကြောပါပြီးတော့ရေနှဲငယ်ထည့်ပြီးတော့ချိတ်ဆက်နဲ့တေချာလေးကိုမှချိတ်ချပေးရပါမယ်ထွက်လာတဲ့အဖက်တွေကိုစစ်ထုတ်ပြီးတော့အရေးတသက်ကိုတောက်တုံးပေးရမှာဖြစ်ပါသည်ဒီချိတ်ရေကိုတောက်လိုက်တာနဲ့ခါနာခါကြိုက်တာတွေဟာယူပစ်သလိုကိုပျောက်ကင်းတတ်တာသွားမယ်လို့ဆိုပါသည်ဒီမောင်လာဥဖြူချိတ်ရေဟာလည်းကြောက်ကက်ကိုချက်ချင်းစီကြောပေးနိုင်တဲ့အစွမ်းတသိရှိတယ်လို့ဆိုပါသည်ဒါပြင်ကောင်မှဦးကြဝေဒနာရှင်တွေအတွက်ကလည်းဒီနီလန်းကိုစိတ်ချစွာအသုံးပြုနိုင်ပါသည် ။နောက်ပြီးတော့ကြောက်ကဲကျမကြီးကိုကြိုတင်ကာကွယ်တဲ့အနေနဲ့တပတ်ကိုတစ်ခါလောက်မောင်လာဥဖြူကိုဟင်းလျာဖြစ်ချက်ပြုတ်ပြီးတော့စားပေးတင်ပါရီ။ဒါကြတော့ကြောက်ကဲကိုစေကျော်တန်းစင်ပေးပြီးတော့ကျမကြီးကိုထိမ့်သိမ့်ရရောက်ပါရီ။မောင်လာဥဖြူကိုအစိမ့်လိုက်စားကျင်နေဆိုရင်တော့ဖြင့်တံမြတီးနဲ့နှက်ပြီးတော့အစိမ့်လိုက်တုပ်စားပေးလို့ရပါရီ။ဒီလိုမျိုးစားသုံးခြင်းကတော့မောင်လာဥဖြူရဲ့စေဘဝင်အာနိသင်ကိုပုံမှုပြီးတော့မြင်မားစေမှာတေချာပါရီ။နောက်ပြီးတော့မောင်လာဥဖြူကကင်ဆာရောဂါမဖြစ်ရလေအောင်လို့ကိုကာကွယ်ပေးပါရီ။ မော်လာဥပြုံမှာပါဝင်တဲ့တက်တိုးဆန့်ကျင်ပစ္စည်းတွေဟာခန္ဓာကိုယ်ရဲကမကောင်းတဲ့ free radical တွေကိုတိုက်ဖျက်ပေးတာကြောင့်ကင်ဆာဆဲတွေဖြစ်ပေါ်မှုကိုဟန့်တားပေးနိုင်ပါတယ်။အထူးသဖြင့်ကတော့အစာချေလမ်းကြောင်းဆိုင်ရာကင်ဆာမျိုးစားတွေကိုကောက်ွယ်ရမှာအထူးကိုမှအထောက်အကူပြုရလို့လေ့လာတွေ့ရှိရပါတယ်။ဒါပြင်ကောမှတွေ့တဲ့တခြားတက်ကိုထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။စီယိုယောဂရှိတဲ့သူတွေအတွက်တွေ့တဲ့တခြားတဲ့ယုတ်တရက်ကိုမြင့်တက်လာခြင်းကိုလည်းကာကွယ်ပေးနိုင်တဲ့တဘာဝအစားအစာတစ်ခုဖြစ်ပါရင်နောက်ပြီးတော့မောင်လာဥဖြူကလည်းကြောက်ကက်ကိုကျမ်းမာပြီးတော့တန်ဆွမ်းစေပါသေးတယ်။ ူရဲ့တန်းစင်ပေးနိုင်တဲ့အာနိသင်ကြောင့်ကြောက်ကလုပ်ငန်းဆောင်တာတွေကိုလည်းကောင်းမွန်စေပြီးတော့ခနာကိုယ်ရဲကစိတ်တောက်တွေကိုလည်းဖယ်ရှားရမှာတော်တော်လေးကိုမှအထောက်အကူပြုပါရင်ဒါကြောင့်မလို့ကြောက်ကဆိုင်ရာပြဿနာတွေကိုရှင်းချပေးနိုင်တာပါဒါရီဒီမကတည်းပဲနဲ့သွေးပေါင်းချင်ကိုလည်းပုံမှန်ဖြစ်အောင်လို့ကိုထိန်းချိန်ပေးနိုင်ပါသေးတယ်မုံလာဥပြုမပိုတက်စီယန်ဓာတ်ပါဝင်တာကြောင့်သွေးတို့ရောဂါကိုထိန်းချုပ်ရမှာလည်းတော်တော်လေးကိုမှအထောက်အကူပေးပါရင်နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ဝမ်းမှန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ် အမြင်တဲ့ကြွယ်ဝစွာပါဝင်တာကြောင့်အစာချေစနစ်ကိုလည်းကောင်းမွန်စေပြီးတော့ဝမ်းချုပ်ခြင်းကိုလည်းတက်တာစေပါရင်နောက်ထပ်တစ်ခုကတော့ကိုယ်လေးချင်းကြားစီရမှာတော်တော်လေးကိုမှအထောက်အကူပြုတာပါကယ်လိုရီနည်းပြီးတော့အမြင်တဲ့များတဲ့မုန်းလာဥဖြူဟာလည်းဗိုက်ပြေးစေပြီးတော့အစာစားခြင်းစိတ်ကိုရှော့ချပေးတာကြောင့်ဝေးချနေတဲ့သူတွေအတွက်တော်တော်လေးကိုမှတင်တော်ပါရင်နောက်ပြီးတော့အသားရည်စုပ်ပြေးလှပစေပြီးတော့အရွက်တင်နှုတ်ပြစေတာပါဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်အသားရည်ကိုကြည်လင်ဝင်ပစေပြီးတော့အိုမင်းရင်ရောမှုကိုလည်းနှိမ့်ကွေးစေပါရင်နောက်ထပ်ပို့ပြီးတော့ကောင်းမွန်တာကတော့နှလုံးကျန်းမာရေးပါ ပိုတက်ဆီယမ်ကယ်ဆီယမ်နဲ့ဓာတ်တို့ဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးပြီးတော့သွေးကြောတွေကိုလည်းကျန်းမာစေဖို့အထောက်အကူပြုပါတယ်။ဒါပြင်ကမှမော်လာဥဖြူမှာပါဝင်တဲ့ရောင်ရမ်းမှုဆန့်ကျင်ပစ္စည်းတွေဟာလည်းအဆင့်မြင့်နာကျင်ကိုက်ခဲမှုနဲ့ခေါယောဂါလိုမျိုးရောင်ရမ်းမှုဆိုင်ရာယောဂါတွေကိုတက်တာစေဖို့ကူညီပေးနိုင်ပါတယ်။အထူးပဲသတိပြုရမှာကတော့မော်လာဥဖြူကိုအသုံးမပြုခင်ပိုတက်ဆီကင်းစင်အောင်လို့တေချာလေးကိုမှစေကြောတန်းစင်ပေးဖို့အထူးကိုမှအရေးကြီးပါတယ်။ကျွန်တော်ပြပြပေးသွားတာတွေကတော့ပရိသတ်တို့ရဲ့ကျန်းမာရေးအတွက်အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျမ်းမာပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဒီဗီဒီယိုလေးကနေစုမုံကောင်းတောင်းလိုက်ရပါတယ်။